မည်နဲ့ဟင်ကိုတွဲမစားတက်လို့ဆိုပြီးနမည်ကြီးနေတဲ့မေလာတန်စင်ပြည်သက်များလုံးမဲ့မင်္ဂလာပေါင်းမြန်မာနိုင်ငံမှာကြားရတဲ့ဖြစ်စဉ်တွေလောရက်တွေကတော့တနေ့တစ်မျိုးမယွန်းနိုင်အောင်ပါပဲနော်တယောက်ကထွက်ပြောရင်နောက်ထပ်လူတွေကပါအဲ့ဒီအတိုင်းလိုက်ပြောတက်ကြတာကအချင်းတစ်ခုလို့ပါပဲရှင်အခုလည်းဘသူကစားလိုက်လဲမသိတဲ့ထမင်းမစားတက်ဘူးဆိုတဲ့ကိစ္စကနမည်ကြီးအနုပညာရှင်တွေထိတော်ပြန့်နှံ့သွားခဲ့တာပေါ့မွေးကလေးကထမင်းမစားတက်တာထမင်းမစားတာဘဏ္ဍနှစ်ဘဏ္ဍလရှိပြီးအဆောင်ရှိသဖြင့်ဘသူကထမင်းမစားဘဲနေနိုင်လဲဆိုကအပြိုင်ဆိုင်လုပ်နေကြသလိုပါပဲအခုလည်းနမည်ကြီးအစောတော် ဖြစ်တဲ့မေလတန်စင်းကငငယ်ကလေးကထမင်းနဲ့ဟင်းကိုအတွဲမဆတ်တက်ဖို့ဆိုပြီးလှုပ်ချလာပြန်ပါတယ် ။ဒီမှာကတော့အခြားသူတွေလိုမျိုးထမင်းမစားတတ်တာတော့မဟုတ်ဘူးရှင့်။ထမင်းနဲ့ဟင်းကိုတွဲဖက်ကနယ်ဖက်ပြီးမစားတတ်တဲ့သဘောမျိုးပါပဲမြန်မာလူမျိုးအများစုကငပိရေကျော်တစ်ခုတည်းရှိရင်တောင်ထမင်းနဲ့အားရပါရနယ်ဖက်စားတတ်တဲ့လူမျိုးတွေပါဒီလိုလူမျိုးဒီလိုနိုင်ငံကပောက်ဖွာလာပြီးထမင်းနဲ့ဟင်းနယ်ဖက်မစားတတ်ဖို့ဆိုတာကတော့ထူးဆန်းလွန်းပါတယ်ရှင်မေလာတန်စင်ကတော့သူမဟာထမင်းနဲ့ဟင်းကိုဘလို့တွဲစားရမလဲမသိတာလို့ပြောပါတယ်ငငယ်ကလေးကထမင်းတသက်ဟင်းတသက်စားပြီးထမင်းကိုအရင်ပါစက်သေးထည့်ပြီးမှဟင်းကိုနောက်မှထည့်ရလို့ဆိုပါတယ်ထမင်းနဲ့ဟင်းကိုရောမ မစားတတ်တာကအချင်းတစ်ခုလိုဖြစ်နေတဲ့အတွက်အတော်ကိုကိုယ်ယူကြရနိုင်တဲ့အချင်းလိုပြည်သက်တချို့ကတော့မှတ်ချက်ပေးထားကြတာပါမီလာတန်ဆင်ဟာအစကတည်းကထမင်းနဲ့ဟင်းကိုမစားတတ်တဲ့သူဖြစ်တဲ့အတွက်ခန္ဓာကိုယ်ဝိတ်တက်လာတဲ့အချိန်မှာတော့ထမင်းစားတာကိုဖျက်လိုက်တယ်လို့ဆိုပြန်ပါတယ်ထမင်းအစားဆူရှီတို့အေးတို့လိုအခြားသရေစားတွေကိုပဲစားတော့တာဖြစ်ပါတယ် အခုဆိုရင်မေလတန်ဆင်ကဝိတ်လေကျသွားသလိုသူမမစားချင်တဲ့ထမင်းကိုလည်းစားနိုင်အောင်လုပ်ဖို့အစီအစဉ်လေးရှိပုံမရပါဘူး။ငကိုကလေးကထမင်းမစားချင်တဲ့သူဆိုတော့အခုလိုထမင်းဖြစ်လိုက်တဲ့အချိန်မှာဘာမှအထွေထူးဖြစ်မနေပေထမင်းမစားတာဆိုရင်6လ9လနီးပါးရှိပြီလို့သိရပါတယ်။ပြည်သက်များစုကတော့မြန်မာနိုင်ငံမှာမွေးပြီးထမင်းမစားဘူးဆိုရင်မစင်စားမလားဆိုကပြန်အရွက်တိုက်ထားကြတာပါ။ထမင်းကမြန်မာလူမျိုးတွေအတွက်အ धिक အဆအဆဖြစ်တဲ့အတွက်ထမင်းမမစားရင်ဘလို့အာဟာရဖြစ်မလဲဆိုရဲမိကုန်းတွေကလည်းရှိပါသေးတယ် တကယ်တော့လူခန္ဓာကိုယ်အတွက်ထမင်းတစ်ခုတည်းကသာအဟာရဖြစ်စေတာမျိုးတော့မဟုတ်ဘူးရှင်ထမင်းအစားချိုဂျုံပြောင်းအစားရှိတာတွေကိုစားရင်လေလိုအပ်တဲ့အဟာရဓာတ်တွေကိုရနိုင်ပါတယ်မိလောက်တန်စင်တို့လိုထမင်းမစားဘူးဆိုတဲ့လူတွေကတော့အလွန်ဟာတွေကိုပဲစားတော့ကြတာဖြစ်နိုင်ပါတယ်ရှင်အယူအဆွဲသီးလုံးတဲ့ပြိတ္တတချို့ကတော့မြမတယောက်ဖြစ်ပြီးရိုးရအစားစားဖြစ်တဲ့ထမင်းနဲ့ဟင်းကိုယ်တော်မစားတတ်ရင် အဖေရချိုမနဲ့ဖုလို့အဖြစ်တင်ထားကြပါတယ်လူတွေကနည်းနည်းဆိုရင်မြမြပုံကြီးချက်တက်တဲ့အတိုင်းမေလာတန်စင်ကထမင်းနဲ့ဟင်တွဲမဆတ်တက်တဲ့အပေါ်ဝေဖန်လို့မဆုံးကြပါဘူးတချို့နားလည်မှုရှိတဲ့ပြည်သက်တွေကတော့သူတို့စီမှာလည်းထမင်းနဲ့ဟင်ကိုတွဲမဆတ်တက်တဲ့ကလေးတွေရှိတဲ့အတွက်မေလာတန်စင်ကိုလည်းနားလည်ကြောင်းဆိုထားကြပါတယ်ဘလိုပဲဖြစ်ဖြစ်ထမင်းစားခြင်းမစားခြင်းကကိုပိုင်ရွေးချယ်မှုဖြစ်တဲ့အတွက်ဘယ်သူမှထိခိုက်နေတာတော့မဟုတ်ပါဘူးနော်ဒါပေမဲ့ကိုကထမင်းမစားဘူးဆိုပြီးအချမ်းလူတွေအမြင်ကောက်အောင်လိုက်ပြောနေရင်တော့အစဲဆိုခံရနိုင်တဲ့အတွက်သတိထားဖို့လိုပါတယ် ပေးတဲ့တို့အနေနဲ့ရောထမင်းနဲ့ဟင်တွဲမစတတ်တဲ့မေလာတန်စင်ကိုဘလို့ထင်မြင်မိပါတလဲရှင်ထင်မြင်ကြလေးတွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦးနော်အစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးအားပေးခဲ့လို့ရပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ